ကျမရဲ့မီဒီယာ channel လေးကိုနားဆင်အားပေးနေကြတဲ့စာပေချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့ကီးဝိဆာမောင်တို့အမည်ကြတဲ့သတိသွင်းကားရှာဖွေရာမူကင်ဖြစ်ရမန်ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါဦးရှင်။ဒီနေ့မှာကျွန်တော်ရဲ့မိတ်ဆွေစုံတောင်ကြီးဦးစံတာကလမ်းချတစည်းပေါ်မှာအကြမ်းနာတိုင်းပြီး ကျွန်တော်ရဲ့စီကံရှိရာကိုရောက်လာခဲ့အချိန်မှနေလေနေခင်ဖြစ်ပြီးကျွန်တော်နဲ့ခင်ခင်ကြီးတို့ကလက်ဖက်တုပ်တစ်ပကံအကြံအိုးတစ်လုံးနဲ့ထိုင်နေကြတယ်။များသောအားဖြင့်ဦးဆန်သာစီသာကျွန်တော်တို့ပြီးကျွန်တော်စီကို သူရောက်မလာတဲ့ပုံဦးဆန်သာထိုကဲ့သို့မလာစဖို့အလားတူလို့အမှုကိစ္စအရေးကြီးပုံကြတယ်။ကိုကိုလာရဲ့ဦးဆန်သာကြီးတော့ကိုလည်းတွေးပါတယ်ခင်ရဲ့ဒီလူကြီးဘာများအရေးကြီးလာတယ်မသိဘူး။ အမှုကိစ္စတစ်ခုခုအတွက်ခီးထက်ဆရာရှိလို့ကိုကိုလောက်ကိုလာခေါ်ရနေမှာပုံ။ဘာပဲဖြစ်ဖြစ်ပေါ့ခင်ရေကိုတော့ဦးဆန္ဒကြီးကိုထွက်ကြလိုက်အောင်မေ။ဘန်းနဲ့လေအန်စီယာဆိုင်းမစင်ဘုံမစင်ကြီးပါလားဗျ။လာမယ်ဆိုလေနေအေးမှလာပေါ့ဗျာ။ကြီးပါအောင်နေဘူးကျိတ်တဲကြီးရဲ့မှာ။ကိုလာမအောင်လေဗျာ။နေဘူးလားစမ်းသလားဗျ။သူ့လှုပ်သူသူ့လှုပ်နေရ။ကျုပ်ကလည်းကျုပ်လှုပ်ကိုကျုပ်လှုပ်ရမှာပေါ့။ခင်ဗျားလည်းကြားဖို့မှာပေါ့။ကျင်းကြီးချင်း၆ပါးဆိုရလေနေဘူးတာတွေမိုးရတာတွေကိုဖဲနေရင် ကျုပ်တို့လောက်တော့မှလုံးဝမယ်မထင်ဘူး။အင်းဟုတ်တာပေါ့ဗျာ။ရှောက်လာကြရင်ကျွန်တော်ရဲ့စီကန်းရှိကိုရောက်တာနဲ့ခင်ခင်ကြီးကမတည့်ရဲ့ပြီ။ဦးစန်းသာကြောက်ပါရှင်။ထိုင်ပါလက်ဖက်ရည်လေးမြည်ပါအောင်။ယူနီချန်လေးလည်းတောက်ပါအောင်။ထိုင်ဗျာ။ကျွန်တော်ရဲ့ဇနီးဖြစ်တဲ့ခင်ခင်ကြီးကိုဦးစန်းသာကပြုံးရွှေ့နဲ့မျက်နှာနဲ့နှုတ်ဆက်လိုက်တဲ့။မခင်ခင်ကြီးနေကောင်းနေနော်။ဟုတ်ကဲ့ရှင်။ကောင်းပါလေ။ကျွန်တော်ကဦးစန်းသာအတွက်ယူနီချန်တပတ်ခန်းကိုငှဲ့ပေးလိုက်တဲ့။ အခုလိုနေပူပူမှာရေနေချမ်းကအလိုက်ဖက်ဆုံးပဲဗျကောင်းနေဗျာ။ဩခင်ကြီးဦးစံထားတဲ့ကော်ဖီနဲ့ပေါင်မုံလေးလေးလုပ်ခဲ့ပါအောင်။ကောင်းနေကိုလာမကောင်းနေဗျကျုပ်တောင်စားလာတယ်လို့လို့ပဲ။ဦးစံသားကတိုခဲ့သူတော့ပူမွင့်လင်းလင်းရှိသူဖြစ်တယ်။ခမရကတော့စိတ်မဲဗျကိုလာမောင်ရဗျာကျွန်တော်အမြစိန်ကြတယ်ပုံဟုတ်လား။ ဟုတ်တယ်လေဗျာအခုလိုနေပူကျဲတဲ့ကြီးမှာအရေးအာဝါတော့ချစ်ခင်ကျင်းနာသူလေးနဲ့အေးချမ်းချမ်းစားတော့နေထိုင်ရတာနင်းနေနော်တော့ကုသိုလ်ကံထူတာမှမဟုတ်တော့တိတ်လဲချီကျူးမနေနဲ့ဗျာလူမဆွဲနဲ့မှဖြစ်ချင်းလေဖြစ်မှာပုံကျွန်တော်ရဲ့စကားဆုံးမှာနှစ်ယောက်သားရှိမောမေးရင်ဒိုစင်ခင်ခင်ကြီးကငွေလင်ပန်းကိုကန်ပြီးပြန်ရောက်ခဲ့တယ်သုံးဆောင်မအောင်ရှင်သုံးဆောင်မအောင်ဒါနဲ့ဦးစန္ဒာကျုပ်စီကိုလာတာအရေးကြီးတဲ့အမှုကိစ္စရှိလို့လားဗျာမားလိုက်လေကိုလာမောင်ရခင်ဗျာ ဟုတ်တယ်ဗျကိုလာမောင်ရအခုကျုပ်လာတာကဘာကြောင့်ကိစ္စမှမရှိပဲတမင်တက်တက်လာခဲ့တာဗျခမရလေပြောက်ချက်သားကောင်းနေတာကြားပြီးမလားအခုရက်ပိုင်းမှာအမှုတွေကလည်းရှားပါနေတယ်မောလားခမရတို့တွေကကိစ္စရှိမှသွားလာမယ်လူတွေမှမဟုတ်တာဗျဒါဆိုရင်တော့စုံတော့စာရေးဆရာကြီးမှသွားပြီရှင်ကျွန်တော်ကိုကြည့်ပြီးခင်ခင်ကြီးကခက်ပြုံးပြုံးနဲ့ဝင်ပြောလိုက်တယ်ဒီလိုပဲဗျကိုလာမောင်ရကျုပ်တို့တွေကတခါတလေမှထင်းမြင်ယူဆချက်တွေမှားနေတတ်တယ်ဗျာ ။ဦးဆန်းသာကကျွန်တော်ကိုဖြေပြောပြောနေခြင်းဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကလည်းရီရီမောမောနေ။မားရဲ့ကလည်းမမပေါ်ဗျာမဟုတ်ဘူးလား။ဦးဆန်းသာရောခင်ခင်ကြီးပါဝိုင်းပြီးရီမောလိုက်လို့ကျွန်တော်တို့ဝိုင်းမှာဆူဆူပြေးပြေးလေးပြန်ဖြစ်သွား၏။ဒိုစင်ကျွန်တော်ရဲ့စီကန်းရှိကိုကားနဲ့လေးတစ်စီးရောက်လာခဲ့တယ်။ဒါက CID ကကပဲကိုလာမောင်ရ။စောစောကခင်ဗျားပြောတဲ့အမှုကိစ္စအခုမှပေါ်လာသေးဗျ။ဟင်ဟုတ်လား။ကားပေါ်မှာလူရဲတူအိုဆင်းလာခဲ့တယ်။ ဒူလူရဲမှာအသားဖြူဖြူအယံမြင့်မြင့်လှိုင်းတုံစပင်ဥပရိယကောင်းကောင်းနဲ့ဖြစ်တဲ့မိကိုနုရောင်အနောက်တိုင်းဝိဆုံကိုဝိဆင်ထားပြီးဒူသူမှာအင်းစင် CID မှာစုံတော့ရံပိုင်ဖြစ်တာကိုကျွန်တော်တို့သိထားပြီးပြီဖြစ်တဲ့စုံတော့ကြီးဦးဆန်ထားကိုဖီးယားတဆူကိုတလုံးတပွဲကိုးကဲ့နေသူဖြစ်ပြီးအမိုးကိစ္စများလိုက်ပါဆောင်ရွက်ရှာမှလည်းဦးဆန်ထားနဲ့ပူပေါင်းတတ်သူဖြစ်တဲ့ဟောမောင်ရမိုင်လာလီခွေဦးရဲ့ခန်းတွေကိုရောက်ခဲ့သေးတယ်ဗျာ တော့ခတ်တာလို့အန်ကေဦးလာမောင်စီမှာရောက်နေတယ်ဆိုပြီးလိုက်လာခဲ့တာဗျ။အင်းတော်ပါသေးတယ်မောင်ရမ်းပိုင်ရ။နေကောင်းနေတော့ဒေါက်တာ။အေးကောင်းပါရဲ့မောင်ရမ်းပိုင်။အေးမောင်ရမ်းပိုင်ဒါကကျုပ်ရဲ့စနေခင်ခင်ကြီးတယ်။ခင်ခင်ကြီးသူက CID စွန်တော့လေးမောင်ရမ်းပိုင်နေ။ဟုတ်ကဲ့ပါခင်ဗျာ။တီးရတာဝမ်းသာပါတယ်ဗျ။ကျမလည်းတီးရတာဝမ်းသာပါတယ်ချင်း။ကျွန်တော်တို့မှာအလာပါဒါလာပါစကားကိုပြောဆိုပြီးနောက်ဦးစံတာကဈေးတန်လေးကိုလက်တက်ဖက်နေတတောက်တောက်ခောက်နေရမှာ မောင်ရံပိုင်ဗျာအမှုကိစ္စတခုတော့ပေါ်နေပြီထင်းနေဗျာမှန်ပါတယ်ဗျာအမှုကြီးလို့ခေါ်ရမယ်တေမှုတေခင်းမျိုးဗျာကျွန်တော်မှအသာလေးနားထောင်နေပြီခင်ခင်ကြီးမှထိုးနေရမှအလိုက်တသိပဲထားသွားတယ်အသေးချပြပြစမ်းမအောင်မောင်ရံပိုင်ရဟုတ်ကဲ့ဒီလိုဗျာ32လမ်းကအပေါ်တက်မှရှိတယ်ဒီလာသွင်းကုန်ထုတ်ကုန်ကံပဏီမှကံပဏီပိုင်ရှင်ဥတီလာကသူ့ရဲ့အလုံစပွဲပေါ်မှာမောင်ရဲ့အနေထားနဲ့တည်ဆုံးနေတယ်ဗျာ ဦးသည်လာရဲ့ဘယ်ဘက်နဲ့ထင်မှာကဲ့ပြီးတနက်နေ့ပြစ်ထားတဲ့အနေထားမျိုးရှိတယ်ဗျဒါကမနက်ပိုင်းအလုံးမစင်းနဲ့ဦးသည်လာရဲ့အတွင်ရင်မမင်းကလေးတယောက်ဖြစ်တယ်ခင်လာကြည်အားတွေ့ပြီးဘဘဲကတ်တဲကိုအကြောင်းကြားပါတယ်ဗျကတ်တဲကကျွန်တော်တို့ကိုလှမ်းပြီးတော့အကူကြီးတောင်းလို့ကျွန်တော်လည်းရောက်လာခဲ့တာอืมကောင်းပါပြီမောင်ရံပိုင်ကျွန်တော်လည်းတီလာကံမတီကိုတော့ရောက်ပြီးအခင်းပြည့်နေရကိုအသေးချာကြည့်ရှုစစ်ဆေးခဲ့တယ်ဗျဦးသည်လာရဲ့ဘဲဘက်လက်ထဲမှာ25မမပစ္စတိုတလက်ကိုကင်ထားတာတွေ့ပါတယ်ဦး ဇပွဲပေါ်မှာလဲစာလေးတစ်စောင်ကိုရေးထားတာတွေ့လို့ကျွန်တော်သိသိခဲ့တယ်ဗျ။ဟောဒီမှာပါဆရာကြီးရ။စုံတောက်ရံပန်းကစာရွက်လေးကိုပေးလိုက်တယ်။သက်ဆိုင်ရာသူပေးချက်နှံချက်အခက်အခဲပေါင်းများစွာကိုဖြေရှင်းနိုင်စွာမရှိလို့ကျွန်တော်လိုင်စင်နဲ့ကင်ထားရတဲ့တနက်နဲ့ကျွန်တော်ကိုကျွန်တော်အသေးသေးသက်ခဲ့ကြောင်းလို့လက်မှတ်ရေးထိုးထားခဲ့ပါရဲ့။တီလာတီလာကံပြေ30နှစ်လန်ရန်ကုန်မြို့ကျွန်တော်ကဒူစာကိုဦးစံထားလက်သေးကိုပြန်ပေးလိုက်တယ်။ သူအခန်းထဲမှာထားတဲ့မိခင်ဒေတာကတော့ပွင့်လျက်ရှိပြီးငွေတွေတော်တော်များများပျောက်ဆုံးနေတဲ့အကြောင်းကိုသူအတင်းချေမှုမှလေခင်လာကြီးကပြောပြလို့ကျွန်တော်တန်မြဝင်မိတယ်ဆရာကြီးဘာကြောင့်လဲဆိုတော့ကိုကိုကိုစူးစိုက်လောက်တာမှန်းရင်မိခင်တစ်တာရဲ့ကောင်ငွေတွေပျောက်ဆုံးနိုင်မှုအကြောင်းမရှိဘူးဆိုတာကျွန်တော်ယုံကြည်လို့ပါဒါဆိုရင်မောင်ရံပိုင်းကလူသက်မှုလို့ဆိုချင်တာပေါ့ဟုတ်လားဟုတ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်မင်းကြီးကိုတင်ပြပြီးဥယျာဉ်ကြီးကိုလာပြီးတော့တောင်းခံတာပါကောင်းပြီလေမောင်ရံပိုင်းဆိုတော့လေ ကျုပ်ကမငင်းသာဘူးပေါ့ဒါဖြင့်ကျုပ်တို့အခင်းဖြစ်နေရကိုသွားကြည့်စားစို့ဟုတ်ကဲ့ပါဦးကျွန်တော်တို့သွားကြမယ်လေကိုလာမခင်ဗျားလေးလိုက်ခဲ့ရမယ်နော်ဟုတ်ကဲ့လိုက်မပေါ့ဗျာအဲ့ဒီနောက်ကျွန်တော်တို့နှစ်ယောက်မှာစုံတောက်ရံပိုင်မောင်းတဲ့ကားလေးနဲ့တွဲလာခဲ့တယ်အလောင်းမှာအတော်ပင်ရုပ်ပြက်စင်ပြက်ရှိနေတာကိုကျွန်တော်တို့တွေ့ရှိခဲ့တယ်ဦးတိလာဆိုတော့ကအသက်အရွယ်90လောက်ခန့်မှန်းကြပြီးခန္ဓာကိုယ်အကျိုးစင်တောင်တင်းခိုင်မာပုံလေးတွေ့ရတယ် ပစိုးအဝါနူးရောင်နဲ့ကောလံကရုံရှဲအင်းကြီးဖြူရောင်ကိုဝိစင်ထားပြီးအင်းကြီးဖြူမှာသွေးတွေနဲ့ရွှဲနေနေတာကို တွေ့ခဲ့ရတယ်။ကျွန်တော်ဦးတို့ကြီးချွခွင့်ကြောင်းလို့အလောင်းကိုမသေးခိုင်းသေးတာပါ။အင်းကောင်းနေမောင်ရမ်းပိုင်။အခန်းထဲမှာပလိတ်သားစားသင်းနေအောင်စောင့်ကြက်လျက်ရှိတာကိုကျွန်တော်တို့တွေ့မြင်ခဲ့တယ်။ဇုံတော်ကြီးဦးစင်ထားမှာမှန်ဘလူးကိုလက်တဖက်နဲ့ကိုင်းပြီးဦးတီလာရဲ့အလောင်းကို ခြေတူရေးစားကိုမမိတ်မတုံကြည့်တဲ့ကဲသူတည်တည်ကြာကြာကြည့်ရှုလိုက်တဲ့ အတန်းငယ်ကြတော့မှအခန်းနောက်မှာရှိတဲ့မြင်းခဲတစ်တာကြီးကိုဦးစံတာသွားရောက်ပြီးကြီးကျူးလိုက်တယ်။အင်းဒီခန်းထဲမှာတော့စာချုပ်စာရွက်နဲ့ငွေစုလက်မှတ်တွေပါလာမောင်းရမ်းပိုင်းငွေရေးကလည်းဖျို့ဖျိုက်ဖြစ်နေတယ်ကြီးရတာမသေးနိုင်လို့ကြံခဲ့တဲ့ပုံမိတ်ဟုတ်ဟုတ်ပါလေဆရာကြီးရပါပြီမောင်းရမ်းပိုင်းအလောင်းကိုသေးခိုင်းလိုက်ပါကျွန်တော်ကထိုအခင်းပြည့်အခန်းထဲမှာထွက်လာခဲ့ပြီးကျွန်တော်ရဲ့စိတ်ထဲမှာအလေးထားအချုံမြင်ကွင်းကိုကြီးရှိသွားလို့စိတ်နှလုံးမသားမယားဖြစ်နေခဲ့တယ် မောင်ရံပိုင်းရေကျုပ်တို့ခင်လာကြည့်နေတွေးဖို့လိုမေးပြဟုတ်ကဲ့ပါကျွန်တော်စီစဉ်ပေးပါမယ်အိုးတိလာရဲ့ကံမလေးကနင်းနေနဲ့ကြဲကြဲဝိုင်းထားပုံကြတယ်ဝန်တန်းဆိုလို့မမေရဲရမတွေ့ရပဲအခန်းပြင်မှတ်မှာစပွဲတလုံးသာတိုင်းပြီးအလုံးလုံးနေတဲ့မင်းကလေးတဦးသာတွေ့ရတယ်ဟုတ်ပါရဲ့ဆရာအဲ့ဒါကခင်လာကြည့်ပါဇောင်တမောင်ရံပိုင်းကဒိုစပွဲကိုဦးဆောင်သွားပြီးကျွန်တော်နဲ့မိတ်ဆက်ပေးတယ်။မကင်လာကိုအမုတ်နဲ့ပတ်သက်ပြီးတော့နင်းနဲ့ပပလောက်မေးကျင်လို့ ဟုတ်ကဲ့ချင်းမေးနိုင်ပါတယ်။ကျမသီးသမားတော့ဖြေပေးပါမယ်။ကောင်းပြီလေ။ဦးဆန်တာကခင်လာကြည့်ရဲ့စပွဲရှိကလေးထိုင်းမှာဝင်ထိုင်လိုက်တယ်။ကလေးမဒီမှာအလုလုတာကြားပြီလား။ဟုတ်ကဲ့ချင်းတနစ်တော့ကြော်ခဲ့ပါပြီ။ခင်လာကြည့်ကရုပ်ရည်အသင်အတင်ကိုကန္နာအချိုးစီကြားနာသူဖြစ်ပြီးပြင်တဲ့ဆင်တက်လို့လှပကြော်ရှင်းနေတာကိုကျွန်တော်တို့မြင်တွေ့လိုက်တယ်။ဒါဆိုရင်ဦးသီလာနဲ့အတော်လေးတော့ရင်းနှီးမှုရှိခဲ့မှာပဲနော်။ဟုတ်ကဲ့ရင်းနှီးမှုရှိတယ်လို့တော့ဆိုနိုင်ပါတယ်။ ကောင်းပြီလေဦးသီလာနေအကြောင်းမင်းကလေးတီးသလောက်တော့ပြောပြပါဟုတ်ကဲ့ကျမတီးသလောက်ပြောရမယ်ဆိုရင်ဦးသီလာကစီကံကနာလေးကြီးမားတဲ့သူတယောက်ပါကျမကိုပြီးတဲ့လာစာကလည်းမနှဲလာဖို့ချင်းဒီအပြင်ဘောနဲ့တွေပါရီလေအပူဆောင်နေပြီးတတ်ပါသေးတယ်သူ့မှာအိမ်နောက်နေပါရီရောရှိလားကျမဒီကံမဒီကိုရောက်ခဲ့တဲ့ကသူဟာသူ့ရဲ့ခန်းထဲမှာပဲနေတာတွေးပါရီရှိအောင်ဟုတ်ပြီလေဦးသီလာရဲ့လုပ်ငန်းတွေရော ပြောပြစမ်းမအောင် ဟုတ်ကဲ့သူကနိုင်ငံသားကအဝေးစားတွေစီးပစ္စည်းတွေကိုတင်သွင်းပြီးဒီမှာပြန်ရောက်နေလို့ပါတကားတလေကြဒီမှာပဲအချိုးချောင်ရရဲ့ပစ္စည်းတွေလိုက်ဝယ်ပြီးအမျက်နဲ့ပြန်ရောက်ပါတယ်အချိုးချောင်ပစ္စည်းတွေဆိုတာကရောမိန်ကလေးဘာပစ္စည်းတွေလဲရှေဟောင်းပစ္စည်းတို့လေလံပြည့်ပစ္စည်းတို့ပါအဲ့ဒီအလုပ်တွေကိုတော့ဦးသီလာကသူ့ရဲ့မိစေချက်ကိုခိုင်းတတ်ပါတယ်ဟုတ်လားအဲ့ဒီလူကဘသူလဲဟုတ်ကဲ့ကိုမြင့်စိန်ပါရှင်မခင်လာကြည့်နေကိုမြင့်စိန်တို့ရောယင်းနှီးကြလား တန်ကံမီထဲမှာအတူတူလုံနေတာဆိုတော့ရင်းနှီးတယ်လို့ပြောနိုင်ပါတယ်ပြီးတော့ကိုမြင့်စိန်ကသဘောလေးအင်မတန်ကောင်းသူပါသူလာကထုတ်တဲ့နေ့တို့ဦးသီလာစုကဘောနဲ့ရတဲ့နေ့တို့ဆိုရင်ကျမကိုလိုက်ကျွေးတာတို့ရုပ်ရှင်ပြတာတို့လည်းလုပ်တတ်ပါရဲ့ရှင်အော်မေးလို့ပြောအောင်မေးရှင်ကျမနဲ့ကိုမြင့်စိန်တို့မနေ့ကတည်းကကလုံးရောင်မှာရုပ်ရှင်ကြည့်ကြသေးတယ်ရှင်ဟုတ်လားမခင်လားကြည်ဦးစန့်တာကစုံတော့ရံပိုင်းကိုဖြတ်ကနေလန်းကြည့်လိုက်တဲ့ဗလန်နိုင်ခွဲလဲပြမင်းကလေးရာ ဟုတ်ကဲ့ညာ9နာရီခွဲပါ။အော်ဟုတ်ကဲ့ပါ။ဒိုးစင်တကပ်ပေါင်းပေါင်းမှလူတယောက်ဝင်လာတာကိုကြည့်ပြီးခင်လားကြည့်တမ်းမှာ အာမေရိတန်တခွန်ထပ်ပေါ်လာတာကိုကျွန်တော်တို့ကြားလိုက်ကြတယ်။ဥရှင်အခုဝင်လာတဲ့သူကကိုမြင့်စိန်ဆိုတဲ့လူပါ။ဒိုးသူကကံပြီးရုံးခန်းထဲကိုဝင်ရောက်လာကြမှာကျွန်တော်တို့ကိုမြင်တွေ့တဲ့အခါရုပ်တရက်မျက်နှာပြက်သွားတာကိုတွေးမြင်လိုက်တဲ့။ဝင်လာခဲ့ပါကိုမြင့်စိန်။ကျွတ်တို့ခမရကိုစောင့်မျှော်နေတာဗျာ။ ်ထိုကဲ့သို့ရုပ်တရက်ပြောလိုက်တဲ့ဦးစံသားရဲ့ဉာဏ်ရင်နံသေးကိုကျွန်တော်တို့စိတ်မှကြည်ပြီးတော့ကြည်ကျူးမိတယ်။သူကကျွန်တော်တို့ကိုလုံးဝအရင်မဆိုင်တဲ့ဟန်နဲ့ခင်လာကြည့်တန်းတနေမမတ်ပဲရောက်လာခဲ့တယ်။မခင်လာကြည့်ဘာဖြစ်နေရလဲပြ။အကိုကြီးဦးတည်လာရော သူခန်းထဲမှာပဲလား။အကိုမြင့်စိန်ဘာမှမတည်သေးဘူးလား။ပြ။ဦးတည်လာသူကသူတက်တည်သွားပြီ။ဦးတည်လာတက်တည်သွားပြီ။ဟုတ်လား။ဟုတ်တယ်အကိုမြင့်စိန်ဟောကြီးကပုဂ္ဂိုလ်ကြီးကစောင်းတော်ကြီးတွေပဲ။ ဒီအမှုနဲ့ပတ်သက်ပြီးရောက်လာတာ။အော်အဖြစ်ဆိုးလာကြည်လားအကိုကြီးဟာ။ကိုမြင့်စင်ကခေါင်းတကကလေတရန်ချမ်းနဲ့ပြောလိုက်ခြင်းဖြစ်တဲ့ဇော်နောက်ကြီးဦးစန်တာကမြင့်စင်ရဲ့မျက်နှာကိုတည်တည်ကြာကြာကြည့်ပြီးဟိတ်ကောင်မြင့်စင်ဗျာမင်းငါ့ကိုသိလားမသိပါဘူးဗျာ။အော်မမင်းကနံပါတ်ရီပါရီပြောင်းထားလို့ပါလားကွာ။ဇုံတော့ရှံပန်ရောကျွန်တော်ပါဇုံတော့ကြီးဦးဆန်တာပြောမှုကြောင့်လွန်စွာအံ့ဩတော့တယ်။ဟုတ်ပါရဲ့ခင်ဗျာကျွန်တော်စိတ်မောက်မှာ မြေအောက်လောကမှာဝိဆာမောင်းလို့ခေါ်ကြရကြခြင်းငါတည်ပြီးသားပါကွာဒါမိမဲ့နေပါအောင်မင်းဟိုတလောကမကိုလန်းကစိမ်းပါဘူးတိုက်ဖောက်ထဲမှုနဲ့အထဲကိုဝင်ရသေးတယ်မို့လားဟုတ်ပါရဲ့ဆရာကြီးကျွန်တော်လူငယ်နဲ့လွတ်လာခဲ့တာပါအော်ဒါကြောင့်ကိုကွာမင်းဒီကိုရောက်တာကြားပြီလားဟုတ်ကဲ့လာပိုင်းလောက်တော့ရှိပါပြီဆရာကြီးဦးတီလာနဲ့ကဘယ်တော့ကတည်ချမ်းကြလဲကွာမြင်းစိန်ခေါ်စိမ်းမောင်းခေါ်ဝိဆာမောင်းကစဉ်းစားသလိုတစ်ချက်ကြည့်ပြီးမှလင်းကားနှစ်လောက်တော့ရှိပါပြီခင်ဗျာ ။ဦးသီလာကလည်းတစ်ချိန်တုန်းကကျွန်တော်တို့လိုမြေအောက်လောကမှာနာမည်ကြီးပဲဗျ။ဟန်ကြာပေါ့ကွာ။သူတော်ချင်းချင်းတရင်လွေ့လွေ့ပေါင်းဖက်နေကြတော့ကောင်းတာပေါ့။ဟုတ်ကဲ့စိုးနိုင်ပါလေဆရာကြီး။မနေ့ကဦးသီလာနဲ့တွေ့သေးလား။ဟုတ်ကဲ့မနေ့ကတမနက်ခင်းလုံးလေလံကိစ္စနဲ့ကျွန်တော်သွားနေလို့ညနေပိုင်းမှာကံမလီကိုပြန်ရောက်ပါတယ်။ဦးသီလာကိုသူ့ရဲ့ရုံးခန်းထဲမှာကျွန်တော်တွေ့ပါတယ်ဗျ။သူကလုပ်ငန်းကိစ္စပြောပြစီစဉ်ပြီးကျွန်တော်ထွက်လာခဲ့ပါတယ်။အဲ့ဟာဘဲချိန်လောက်လဲကွာ။ဟုတ်ကဲ့ညနေ9:00တတလောက်ပါ။ ဒါပြီးလို့မင်းကအိမ်ပြန်နေပေါ့ဟုတ်လားမမဟုတ်ပါမို့ဆရာကြီးကျွန်တော်ခင်လာကြီးကိုတရုတ်တန်းဘက်ကိုထမင်းလိုက်ကြီးသေးပါတယ်ပြီးရောရောဘာကြီးလုံသေးလဲကလေးရုံကကားကိုညာ9နိုင်ခွဲမှာသွားကြည့်ကြပါတယ်ခင်လာကြီးနေပဲလားဟုတ်ကဲ့အော်ဟိုကြီးမှာလက်မှတ်တော်မှာပါပါသေးတယ်စိမ်းမောင်ကရုပ်ရှင်ဖြတ်ပိုင်းနှစ်စောင်းကိုအိုးဆန့်တာကိုလမ်းပေးလိုက်တယ်အားလက်ချိန်ပြီးတော့မင်းကဘယ်ဝသွားသေးလဲဟုတ်ကဲ့အားလက်ချိန်ပြီးတဲ့အခိုင်မှာ ခင်လာကြီးကိုခဏထားခဲ့ပြီးကျွန်တော်ဟိုတယ်မှာဝီစကီ၃လပတ်လောက်တော့သွားတော့သေးပါရဲ့ပြန်ရောက်တော့ရောရုပ်ရှင်ပြခါသားပဲရှိပါသေးတယ်ဗျမင်းကကြားလာကြည်လားကွာအရက်လေး၄ပတ်လောက်တော့တာ၁၀မိနစ်တောင်ကြားလာကျွန်တော်ကအချိန်နည်းနည်းလောက်ဆွဲတော့တဲ့အချင်းရှိလို့ပါဆရာကြီးမောင်ရံပိုင်ပြားဆရာကြီးကျုံစိုးစိုးကစိတ်ကူးထဲမှာပေါ်သေးတယ်ဗျဂလုံးယုံကနေဟောဒီသီလကံမီကိုခက်သက်သက်လျှောက်လာရင်ပြီးတော့ဂလုံးယုံကိုပြန်လျှောက်သွားမယ်မောင်ရံပိုင် အဲ့ဒါဂျာမင်းချင်းဘလောက်ရှိနိုင်မဲလို့မောင်ရံပိုင်းယူဆလေဟုတ်တယ်ဆရာကြီးဂလုတ်ကျုံနဲ့ဒီသီလကမီနဲ့ကဘာဝေးလို့လေးပြခက်သက်သက်ရှောက်လာရင်အလွန်ဆုံးကြမှာအသွားပြန်ကို6မိနစ်9မိနစ်လောက်ပဲကြာမိထင်းနေပြကဲမောင်ရံပိုင်းကြားစရာသူ့ကိုလက်ထိတ်ခတ်ထားလိုက်ကွာအဲ့ဒီနောက်ဆုံးတော့ကြီးကရှင်မောင်ရင်နဲ့ပြောဆိုပြီးကြံနေခဲ့တယ်ဟုတ်ပါရဲ့ဆရာကျွန်တော်အပြင်ရောက်လာတော့အလုလက်မဲ့ဖြစ်နေလို့အလုကန်ရှာဖွေရင်းနဲ့ဦးတိလာနဲ့တွေ့ခဲ့တာပါ ကျွန်တော်တွေ့တဲ့အချိန်မှာဦးသီလာဟာအရင်ဦးသီလာမဟုတ်တော့ဘူး။တွင်းကုံထုတ်ကုံလိုင်စင်ရတဲ့ကံမီပိုင်ရှင်ကြီးတယောက်ဖြစ်နေပြီ။ဦးသီလာဟာတချိန်တုန်းကတော့ကျွန်တော်ကိုလေးစားခဲ့ပါတယ်။အခုပြန်တွေ့တဲ့အခါမှာခရင်ရင်ပဲဆက်ဆက်နေ။အင်းပေါ်လေးကျွန်တော်ကသူ့ရဲ့မိခိုသူဖြစ်နေတာကိုဗျာ။ဒီလိုနဲ့တနေ့မှဦးသီလာကကျွန်တော်ကိုရုံးခန်းလေးကိုခေါ်ပြီးကိုစိမောင်ကြီးကျုံးတဲ့လုံးလုံးရင်တီးကြမှကြိုက်တယ်ဗျာ။အခုရှုံးမှနောင်ရှင်းဆိုရလို့ခမရကျုပ်ပေါ်မှာဂရုံးမထိတ်ခွဲ့မယ်လို့တော့စိန်ကူးနေတော့ဟောရီမာတွေ့လာ ကျုပ်လိုင်းစင်တဲ့ကိုင်းနဲ့တနက်ပြအဲ့ဒီလိုပြောပြီးသူ့ရဲ့စပွဲအန်ဆွဲတဲ့ကပစ္စတိုတနက်တူလေးကိုထုတ်ပြပြီးတော့ချင်းချုပ်ပါရင်ကျွန်တော်လည်းခံမြင်ခဲ့ပြီးမယ်ခက်ပြုံးပြုံးပဲဆက်ဆန့်ခဲ့ပါရဲ့ဆရာလောက်ခအနေနဲ့ကတပတ်ကို30ရာတဲ့ပြကျွန်တော်လုံးဝရဲ့လောက်ကအချိုးချောင်းပစ္စည်းတို့ဥပဒေမဲ့ပစ္စည်းတို့ကိုရောင်းရမယ့်လူကိုလိုက်ရှာပြီးတော့ဝယ်ရတဲ့လောက်ပါဦးတီလာကကျွန်တော်ကိုရားတဲ့အမျက်ပေါ်ကနေပြီးဆေးရခိုင်နှုံးကိုပေးထားပါတယ်ဒါကရားတဲ့လာကအပြင်အပေါ်ဝင်ဝင်ဆိုပါတော့ဆရာ အဲ့ဒီနေ့ကဥတိလာကအပြင်ကိုထွက်သွားတယ်ဗျာဒါနဲ့ကျွန်တော်ကလည်းအကြံနဲ့လို့ဆိုတော့ခင်လာကြီးကိုအပြင်မှာစားကြတခုကိုဝယ်ခိုင်းတဲ့အနေနဲ့ပါထုတ်လိုက်တယ်စီယာခင်လာကြီးသွားနေတော့ကျွန်တော်ကဥတိလာရဲ့အခန်းထဲကိုအမြန်ဝင်ပြီးအန်ဆွဲရဲကတနက်ကိုယူလိုက်တယ်ခင်လာကြီးပြန်ရောက်လာတော့ကိစ္စတွေပြီးနေပြီလေဒါနဲ့ခင်လာကြီးကိုညနေစာတရုတ်တန်းဘက်ကိုလိုက်ကြည့်မိအကြောင်းကလေးရှုံးမှာညာဖွဲသွားကြည့်မဲ့အကြောင်းကိုချင်းဆိုပြီးကျွန်တော်အလုပ်ကိစ္စကိုအကြောင်းပြပြီးတော့ထွက်ခဲ့တယ်စီယား တူတူပြောရင်ဆရာရဲ့ညနေပိုင်းမှာခင်လာကြည့်နေတွေးဆုံပြီးတရုတ်တန်းဘက်ကိုသွားစားတယ်။ဂလုံးရှုံမှာ9နာရီခွဲကိုပိုးဝင်ကြည့်ကြတဲ့ဆရာကျွန်တော်ဟာရုပ်ရှင်ဘာကားပြလို့ပြောင်းမှန်းတောင်မှစိတ်တည်ရှုပ်လို့မသိခဲ့ဘူး။အဲ့ဒီနောက်မှာအားလက်ချင်ပြတာနဲ့ကျွန်တော်ခက်မြန်မြန်ပဲဦးသီလာရဲ့ရုံးခန်းကိုလာခဲ့တယ်။ဦးသီလာကျွန်တော်ကိုမြင်ပြီးထိထိပြပြဖြစ်တော်ရဲ့ဆရာကျွန်တော်အချိန်ဆွဲမနေပဲသူ့အနားကိုဒိုးခဲ့ပြီးဘေဗန်နဲ့တင်းကိုပစ္စတိုတနက်လေးနဲ့ကပ်ပြီးတော့တီးဖြုတ်ထားခဲ့တယ်။ ။အိုသီလာအယုတ်ကျိုးပြက်လေးကျသွားပြီးတစ်ချက်တွန်ကနေဖြစ်ပြီးအသက်ထွက်သွားရစီရ။ကျွန်တော်အသင်းယူထားတဲ့စာရွက်ကိုစပွဲဘုတ်ကိုတင်ခဲ့တယ်။တနတ်ကိုလည်းသူ့လက်ထဲမှာထည့်ထားခဲ့ရစီရ။ပြီးတော့အိုသီလာရဲ့မိခင်တိတာကိုပညာအကုန်အသုံးချပြီးဖွင့်တေးသည်။ငွေတုပ်တွေကိုအိတ်တလုံးနဲ့ကိုရှာပြီးတော့ထည့်လိုက်တယ်။ငွေရီကများလွန်းလွန်းအိတ်တောင်မဆန်းမှုစီရ။ဒါနဲ့ကျန်းသားလေးကိုဒီတိုင်းထားခဲ့ပြီးကျွန်တော် ပြန်ထွက်ခဲ့တယ်။ငွေအိတ်ကိုတော့တနေရရမှဖွဲ့ထားပြီးဂလုံးရုံဘက်ကိုပြန်ရှောင်း ခတ်တီတီနဲ့ယုံထဲကိုဝင်လာပါပဲစီယာကျွန်တော်ရောက်တော့ရုပ်ရှင်ပြဆပြုနေပါပြီอืมအကြံလဲပိုင်းနေဗျာဒါပေမဲ့မကောင်းမှုဒူးစရိုက်တို့မြည်သည်ဆဲခွေရမရှိဘူးတဲ့ဗျခမကြားဘူးလားဟုတ်ကဲ့ကြားလေကြားဘူးတဲ့တီလေတီးပါပြီစီယာဟုတ်ကဲ့ဇလန်လေးကိုအဆောင်တီနာဆင်ပေးကြတဲ့ပြည်တဲ့များလွန်ကိုကျေးဇူးများကြီးတင်ပါတယ်ချင်းကျမရဲ့ channel လေးကိုလည်း subscribe လုပ်နေတာကဲပေးဖို့တောင်းဆိုပါရစေရှင်